ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရတယ်ဗျပြီးတော့အဲ့ရရဲ့နောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့တောက်ကြပြီးရခါမှာတနေနာပြီးတော့အင်္ဂါကံဆိုးနေတာကကျတော့တတာရေးနဲ့ဗုဒ္ဓဂုဏ်ကတော့တော်တော်ကိုကံဆိုးနေတယ်လို့ပြောလို့ရတယ် နော်ကံအကြောင်းလေးအနေနဲ့ပြောရမှာဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဝင်သားသမီးတွေကဘာတွေကံကောင်းလဲဆိုတော့ဒီကာလမှာဘာလုပ်လို့ okay တယ်စီးပွားရေးလုပ်မလားဘာလုပ်မလဲအကုန် okay တယ်အကုန်အဆင်ပြေတယ်အပြတ်နာမှမရှိဘူးအဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုတော့စီးပွားရေးပဲလုပ်လို့လူမွေးပဲလုပ်လို့ဘာကိစ္စပဲလုပ်လို့တနေ့ဝင်သားသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှလိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေး စနေစနေသားမိများအနေနဲ့ကြတော့ဘလို့ကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ရက်တန့်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းကနေဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချင်လဲစောင့်ရပေးမယ်။ဟဲ့အဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်။ခြုံပြီးပြောတာနော်စီးပွားရေးလူမှုရေးနဲ့ခြုံပြီးပြောတာ။ ီနေရာမှာအခြေရေးတွေပါမပေါ့เนาะအဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဘာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကုညီပေးမဲ့သူတွေရှိနေတယ်စနေသားမိတွေကအဲ့တော့ကြိုက်တာလို့ခုတော့ရှိရပါဘောကိုဘေးနာမှာဘယ်ကောင်မတောင်းတာဖြစ်စေတောင်းတောင်းမတောင်းတောင်းပြကိုတကယ်လုပ်ရင်ကုညီမဲ့သူတွေရှိတာလို့ဆိုတော့ဘေးနာနေနေစောင်းမိကြည့်လိုက်တရောက်လောက်ရှိနေပုံလို့လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ် တော့အကောင်းဖြစ်အောင်လုပ်လို့ရတယ်ပြောရရအဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လတွေမှာရှိနေတဲ့အကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်သူတို့ကအရင်လတွေမှာလည်းကန်ဆိုးရတယ်လည်းရှိမယ်အဆင်မပြေရတယ်လည်းရှိမယ်ဒါပေမဲ့အဆင်မပြေရတဲ့နဲလာပြီးတော့ကံကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီလာထဲမှာတောက်ကြသားသမီးများအနေနဲ့ကဟိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို ဗန်လန်နီနီထိန်းထားနိုင်တော့ဘာပြက်နာမှမရှိဘူးကန်လန်အကြီးကျယ်မစိုးဘူးကိုကန်လန်အကြီးကျယ်မကောင်းနေဘူးအဲ့တော့အသင့်သင့်ဆိုတဲ့အထဲမှာထိတ်စည်းရရင်ထည့်ထားတာဖြစ်တယ်ကဲအဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရာကြတော့ဘလို့အသင့်တဲ့ကန်ကောင်းနေရတာလဲဆိုတော့တနင်းနာသားသမီးရာကြတော့ကန်ဆိုးနေရလားဆိုလဲမဟုတ်ဘူးကန်ကောင်းနေရလားဆိုလဲမဟုတ်ဘူးတို့ကြပါတော့သူတို့စ조사အထုတ်တက်မြဒီကာလမှာအစီအမံဆိုတော့ဟိုတနင်းခွေသားသမီးများဗျာ တရားရတရားလုံးရင်သားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာသတိနဲ့သတိများအနေနဲ့ကတော့တရားလုံးမယ်ဆိုရင်တော့60 90လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်တစ်ချက်ကြတော့ပါလဲဆိုတော့ဒီကာလမှာပိုပိုပြီးတည်နေနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးဟာသတိနဲ့သတိများလည်း okay ပါပဲတခုတော့ရှိတယ်အော်ဘာလို့ရမလဲဆိုပြီးဖြာများနေတော့အဲ့ဒီတတိယသမီးကကြောင်ပြောက်သွားလိမ့်မယ်။ဖြာများနေလို့မရဘူး။တစ်ခုတစ်ခု ကျောင်းကတစ်ခုတည်းကိုကျောင်းကတစ်ခုတည်းအလောက်တစ်ခုဆိုအလောက်တစ်ခုတည်းကိုနောက်စိတ်ကူးဆိုစိတ်ကူးတစ်ခုတည်းကိုပဲဥတည်ပြီးတော့သွားထားရင်တင်းညာတွေကညာခံလုံးတွေပို့တိုးလာဖို့ရှိတယ်။နောက်ပြည့်ရဲ့ခါကျတော့နောက်တဲ့အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲ။အင်္ဂါတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်အဓိကတော့သူတို့မှာကဘာလောက်လောက်ပို့လို့ရှိပါတယ်ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖွားလို့ရှိပါတယ်ဘာလို့ရှိပါတယ်ညာလို့ရှိပါတယ်ဆိုတဲ့အဟာတွေက ဒီကာလမှာပုံများလာတယ်။ဘာဖြစ်လဲဒီကာလမှာအချက်ခံရတယ်လို့ပြောနေရတာ။နော်။အင်္ဂါသာသမီးတွေကအချက်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာ။ချစ်ခံတာများလေလေကံကောင်းလာကံကောင်းတာတွေပုံများလာလေပေါ့။ချစ်ခံတာနဲ့နေတော့ကံကောင်းတာတွေနေလာမှာပေါ့။အဲ့လိုမျိုးတော့ရှိတယ်။တဘောတော့ဘယ်လိုခေါ်လဲဆိုတော့ကိုဘာလို့လို့နမထောင်ပေးနိုင်မယ်။ဟောက်ခံပေးမယ်သူတွေရှိနေတယ်။ ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များရလို့ပြောကြတာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလောက်ရာရှိရလို့ဗျာဂျုံမဲပြည့်ပြည့်မှောက်ပဲခုံခုံမှာပဲလို့လို့အောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတဲ့လောက်ရာရှိရလို့စဉ်းပြေအင်းဒီနေ့မှာညံ့ရတယ်ဆိုတဲ့အချိန်မှာစတာရီကိုထိတ်ဆုံးတဲ့ကိုထည့်ထားဘာကြောင့်ညံ့တာပြောမှဆိုရင်တော့ဒီစတာဘရီကဘာကြောင့်အမြန်ဆုံးထဲမှာဖြစ်နေရတာလဲဆို စတာရိယကြတော့သူတို့လုံးတမျှအားလုံးကဂျွန်းလုံးမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမများအားလုံးဂျွန်းလုံးမောက်ကိုဖြစ်တယ်ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်များအားလုံးကပြက်သွားတယ်နောက်လောက်ကိုရွှေ့သွားတာနောက်17လပိုင်းကိုရွှေ့သွားတာ17လပိုင်းကိုရွှေ့သွားနောက်နှစ်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအားလုံးကအကုန်စိမ်ပြေနေရအကုန် okay နေရပဲဒီလာတဲ့အရာရောက်တော့အကုန်လုံးဂျွန်းလုံးမောက်ကိုနေဖြစ်ကုန်ချုပ်ထွေးကုန်တယ်နောက်ရှိတွေဖြစ်ကုန်တယ်ဟာတရားရောက်ကိုယ့်ရဲ့အခွင့်အရေးကိုလူယူသွားတယ်ကိုရပြီကိုရသိမ့်ထိုက်ထိုက်တဲ့အရာတွေကိုတယ်ပါတဲ့အာ အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအဲ့တော့ဒီလာထဲမှာတော့ကြောက်စီးပွားအစ်စ်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေလေတိုးမလာနဲ့နောက်လည်းမဆုတ်သွားနဲ့အဲ့ဒါဆိုပြတ်တာမရှိဘူးအေးအစင်မပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုကြောက်သေးကြောက်နေပါသည်ဖြစ်သွားတယ်နဲ့ကန်ဆိုးရင်ကြောက်သေးပါလုံးဝဥတုံကြာသွားနိုင်တယ်ဒီမှာပါတယ်အားကြောင့်စတာဘရီကိုကန်ညံ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ် ဗုဒ္ဓဦးသသမိယာကြတော့ဘလို့ကညံ့တာလဲဆိုအဓိကကြတော့ဗုဒ္ဓဦးသသမိယာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရာသူထိုင်လိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအလုံးကကံညံ့တဲ့နေရာကိုရောက်သွားတာဆိုတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူတို့ကကံညံ့နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေကသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအလုံးကသွားပြီးတော့ဟိုသူသပွဲတော့နဲ့ထိုင်မိတာမျိုးလို့စော်ရရဗျာဒီထရိုထရိုရာဥမာဟိုတခုခုဗျာ ိုတရားမသိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကာမှဟိုတိသွားတာမျိုးတော့ဘာဥမာသာတမိစားမသိအောင်ခိုးလုပ်နေတာအကောင်အဲအဲ့အကောင်နဲ့သွားသွားမိမှာမှအဲ့လူနဲ့သွားပြီးတော့မှတမိစားရှိဓာတ်ရိုက်တရင်ပေါက်ကြားပြီးတော့ဓာတ်ရိုက်ရောက်သွားပြီးတော့အဲ့ဒါပါကိုကအကျိတ်ခံရရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘာလဲဆိုဒီကာလမှာလူတွေကြောင့်လူတွေမရှိမဲ့နေလို့လည်းမရအဲ့လူတွေကြောက်မယ်ကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချိန်လေးတစ်ခုစီကိုရောက်သွားတာမျိုးရှိတယ်။နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရင်သား ဒီရဲ့အခြေအနေပဲအဲ့တော့ဘလို့ဖြစ်လဲတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်ကံဆုံးဆုံးသူမှလည်းကံကောင်းဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်အဲ့တော့ပြောရဘလို့ခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေရမှာမဟုတ်ဘူးဆိုတာလည်းပြောကြတယ်လူတိုင်းလည်းအရင်ကံကောင်းနေရမှာမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါတယ်ဆိုပြီးတော့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဆိုပြီးတော့အမှားမပြင်ဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ ကောင်းမဖြစ်အောင်လုပ်ကြကန်ဆိုးနေရဆဲသူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုဒရိထားရှင်စင်ကျင်ရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပဲဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသားသမီးများတော့အချက်ခံတယ်အကောင်းဆုံးခံတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာတော့อืมပြောရမယ်ဆိုရင်စနေတွေပေါ့စနေတွေကဒုတိယထဲမှာပါတယ် တော့အချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တသက်ဆက်ပြောမယ်ကျွန်တော်ဒီဘာလဲဆိုတော့မွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲဗီဒီယိုလေးကိုလည်းတွားကြည့်ပေးပါလို့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာပျော်ရှင်ကြည်နူးကြပါစေ